မင်္ဂလာပါကျွန်တော်တို့မြမစကားကြီးဆယ်မျိုးအကြောင်းကိုဆွေးနွေးနေတာဖြစ်ပါတယ်အဲ့တော့စကားကြီးဆယ်မျိုးနဲ့ပတ်သက်ရင်တမျိုးချင်းအကြောင်းတော့ကျွန်တော်ပြောခဲ့တယ်တော်တော်များများလေးကြည်ကြတယ်ဟာလာကျွန်တော်တို့သို့တော့ အာကျွန်တော်တို့ဒီဆယ်မျိုးအကြောင်းဘာဆယ်မျိုးလုံးတွဲပြီးတော့သိကျင်တဲ့သူတွေရှိတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီတော်မျိုးများညီမစကားကြီးဆယ်မျိုးဆိုဆယ်မျိုးပြည့်အောင်မပြောနိုင်ကြဘူးတမျိုးတလေးလောက်ပဲပြောတမျိုးတလေးလောက်မသိတဲ့သူတွေလည်းရှိတာပေါ့နော်အဲ့အတွက်ကျွန်တော် ကကျွန်တော်မြန်မာတွေရဲ့ဒီမြန်မာစကားကြီးဆယ်မျိုးအကြောင်းအခုအပိုင်းနှစ်အနေနဲ့ကျွန်တော်ဆက်လက်ပြီးတော့တင်ဆက်သွားမှာဖြစ်ပါတယ်အဲ့တော့မြန်မာစကားနယ်ပယ်မှာမြန်မာမှုစကားနယ်ပယ်မှာစကားကြီးဆယ်မျိုးရှိပါတယ်ရေကူးညာတင်ကောက်ပင်ရိပ်လီရေစီးဖောင်ဆန်အိုတန်ဆန်ခတ်စီပုတ်ဂျပွေစင်ဝိရန်ရှောင်းတောင်သူရာခုတ်ကြက်စုတ်ခုတ်ပ ဖြစ်ရေစစ်ကရာခက်တင်မောင်းနှင်းဆိုပြီးတော့မှတ်ထားလို့ရတယ်။အပြီးခဲ့တဲ့အပိုင်းမှာကျွန်တော်၃မျိုးပေါ့ရေစီးဖောင်ဆန်တီပြီးသွားပြီ။အခုကျွန်တော်တို့အိုတန်ဆန်ခတ်စကားပြောနည်းအနေနဲ့ဆက်ပြီးတော့လေ့လာကြမှာဖြစ်ပါတယ်။အဲ့တော့အိုတန်ဆန်ခတ်ဆိုတာရှင်းတယ်။အိုနစ်ဆန်တန်အောင်ဒီလိုမှတ်လိုက်။အိုတန်ဆန်ခတ်။အိုနစ်ဆန်တန်အောင်ချက်ရတယ်။တခုခုချက်ရပါလေ။ကိုချက်ကျင်တဲ့ဆန်နဲ့ကိုချက်ကျင်တဲ့အိုနဲ့မတန်ရင်ဒုက္ခရောက်မယ်။အိုနဲ့ဆန်ကိုတန်အောင်ချက်ရတယ်။ဒီလိုပဲစကားပြောဆိုတဲ့နေရာမှာလဲတင့်တိလျောက်ပတ်အောင်ချင်းချိန်သုံးသက်ပြောဆိုရတာဖြစ်တယ် လူမွေးစည်းဝါးရေးနယ်ပယ်တွေမှာပြောဆိုကြတဲ့နေရာမှာမိမိတို့ရောက်နေတဲ့မိမိတို့ရဲ့နေရာကာလဒေတာအခြေအနေနဲ့လာရောညီထွေဖြစ်တဲ့စကားပြောဆိုမျိုးပြောရဆိုပါစို့ဗျာကျွန်တော်တို့ကအယောင်းဝင်လုပ်မယ်လို့ပြောရင်ဈေးစကားပြောဆိုပြီးဆိုပါစို့တစ်ဖက်ဝယ်သူဝယ်လက်အနေနဲ့မိမိရဲ့ပုံကိုယ်ရေးခင်မင်မှုတိကျွမ်းမှုရှိသည့်အလျောက်ဈေးကိုစကားကို အသင့်တင်ဆိုရတယ်ဈေးစကားကမ်းလန်းပြောဆိုတဲ့နေရာမှာမိမိရဲ့လောဘကိုရှေ့ဆောင်ပြီးတော့မှဈေးကိုအလွန်အကျူးမဆိုသင့်ဘူး ဈေးကိုအလွန်ကျူးဆိုတဲ့အခါမှာအိုးနဲ့စံမတန်တော့ဘဲနဲ့စကားမအောင်ဖြစ်တဲ့ဒါကြောင့်ကိုပြောမဲ့သူရဲ့အခြေအနေသူ့ရဲ့စိတ်အခြေအနေသူ့ရဲ့လုပ်ငန်းအတွေ့အကြုံကိုနဲ့သူနဲ့ကြားမှာဆက်ဆံရင်းစတာဒီကိုတင်းတော်အောင်ချင်းချင်းပြီးစကားပြောဆိုတဲ့နီးကိုကျွန်တော်ဘာလို့ခေါ်ပါလဲအိုးတန်စံခတ်စကားပြောနီးလို့ခေါ်တာဖြစ်ပါတယ်အဲ့တော့၅ခုမြောက်စကားပြောနီးရတော့စီပုတ် ဂျပွေးစကားပြောနေဖြစ်ပါတယ်။နှမ်းကိုစီထွက်အောင်ဂျပွေးဖြင့်ထက်ခါထက်ခါပုတ်ကြရတကဲ့သို့မိမိအလိုရှိရာကိုထက်ခါထက်ခါပြောဆိုခြင်းဖြစ်တယ်။ဆိုတော့ဒီနေ့အောင်ကိုလာမင်တော်လာမင်တော်လာမင်တော်ခဏခဏပြောတယ်။အဲမိမိတို့လုပ်ငန်းခွင်ထဲမှာလည်းဝန်ထမ်းများကိုစီမံခန့်ခွဲနေရတဲ့သက်ဆိုင်ရာဦးဆောင်သူ leader တွေသက်ဆိုင်ရာဦးဆောင်သူအသီးသီးအနေနဲ့မိမိတို့အလိုရှိတဲ့အရာမိမိတို့ဝန်ထမ်းတွေကိုလှုပ်ဆေးခြင်းတဲ့အရာတွေကိုထက်ခါထက်ခါပြောဆိုဖို့လို့ ျွန်တော်တို့လူငယ်တွေကလည်းထက်တလဲလဲပြောဖို့လိုတယ်ဒီခေတ်မှာနော်အဲ့တော့တခါသေးကြကိုကကိုဝင်တဲ့နေကိုကျွန်တော်တို့လည်းပဲဒီလိုပဲဟိုဒါလေးတော့မလုံနိုင်ဘူးလားဆိုတယ်ကိုဒါကိုလုံနည်းကိုသင်ပေးရလားထမင်းချက်နည်းကိုမသင်ပေးဘဲနဲ့ तू ထမင်းမချက်တတ်တာကိုကျွန်တော်တို့စူးလို့မရအောင် तू ထမင်းချက်တတ်အောင်ထမင်းချက်နည်းကိုကျွန်တော်တို့အရင်ဆုံးလမ်းပြပေးဖို့လိုတယ်အဲ့တော့မိမိတို့အလိုရှိတဲ့ပုံစံလုံပုံလုံနည်းစတာတွေကိုထက်ခါထက်ခါပြောပြီးတော့သွားတဲ့နည်းဖြစ်တယ်ထက်တလဲလဲပြောပြီးတော့ဗျာဆွဲဆောင်တဲ့နည်းဖြစ်တယ် ဒီလိုပဲဘဝအောင်မြင်လူကြီးမင်းတို့ဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်ကြိုးစားတဲ့နေရာမှာလဲလောကကြီးစီကကိုအလိုရှိတဲ့အရာကိုရဲဝင်းစွာတောင်းဆိုဖို့လိုတယ်။လောကကြီးစီကကိုအလိုရှိတဲ့အရာကိုရဲဝင်းစွာတောင်းဆိုတဲ့နေရာမှာတခါတည်းတောင်းလို့မရဘူး။ထပ်တလဲလဲတောင်းရမယ်။ဇွန်းတဲ့ဘက်နဲ့တောင်းရမယ်။မိမိတို့ကြိုးစားနေသရွေ့မိမိတို့လောကကြီးစီကနေယုံကြည်မှုနဲ့တောင်းဆိုနေသရွေ့ကျွန်တော်တို့ဘဝမှာတကယ်မလျှော်ဘူး။ဘာတွေပဲဖြစ်နေဖြစ်နေအရှိကိုဆက်ပါ။ကိုမမျောလင့်ထားတာတွေဖြစ်လာတဲ့တောင်တချို့ကိစ္စရက်တွေကကျွန်တော်တို့ဘာမှ control လုပ်လို့မရဘူး။ တဘာဝတရားကသူ့အတူတူဖြစ်လာဒါဆိုရင်ကျွန်တော်တို့မလုပ်မလဲအဲ့ဒါကိုကျွန်တော်တို့အကောင်းဆုံးစ조사တဲ့နီးနဲ့တုံ့ပြန်ရုံကလို့လို့တခြားမရှိဘူးဘယ်နေရာကိုပဲရောက်နေကျွန်တော်ရောက်နေကျွန်တော်တို့အကောင်းဆုံး조사အထုတ်ပါတစ်ချိန်မှာကျွန်တော်တို့ကိုအကောင်းဆုံးနေရာကိုရောက်အောင်တွန်းပို့ပေးနိုင်အောင်မြင်မှုဆိုတာပင်လယ်ကြီးပဲလူချင်းမလို့စိတ်ကြိုက်တောင်းဆိုလို့ရတယ်တချို့ကအောင်မြင်မှုပင်လယ်ကြီးစီကိုလက်ဖက်ရည်စွန်းနဲ့သွားတချို့ကဇလုံကြီးနဲ့သွားတယ်ကြိုက်တဲ့လောက်လောကကြီးစီကတောင်းဆိုလို့ရတယ်တာဝန်ယူဖို့တော့လိုတယ်တာဝန်ယူဖို့တော့လိုတယ် လောကကြီးဆရာတရားဘူးတောင်းရင်တရားဘူးတော့ကျွန်တော်တို့ပြန်ပေးဆက်ပြီးတော့စ조사ဖို့လိုအပ်တာဖြစ်တယ်။ဒါကြောင့်လောကကြီးဆရာနေစီပုတ်ကျွေးစကားပြောနေလို့ပဲကိုလိုချင်တာကိုထတ်တလဲလဲ조사ပါထတ်တလဲလဲတောင်းဆိုပါ။ဘာတွေပဲဖြစ်နေဖြစ်နေအရှိကိုဆက်ပါအောင်မြင်မှုတွေကလူချင်းမျိုးကိုစောင့်ကြိုနေပါ။အဲ့တော့ဒီ season ကိုကြည့်ရှုတဲ့သူတွေကိုလည်းကျွန်တော်ကျွန်တော်ရဲ့စာအုပ်ငါ့ကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်။ဒီ season မှာပါဝင်ရင်ကျွန်တော်ဒီ video file မျိုးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါ။အဲ့ဒီကငါ့ကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့အမှုပညာမျိုးဆိုတာဟောပြောခြင်း ြန်မာနီးမြမဟန်မားကတ်တင်းလူငယ်မန်နေဂျာလက်ဆွဲမေတ္တာအာတာချက်နဲ့အောင်မြင်ခြင်းလက်ဆောင်စာအုပ်၅အုပ်ကိုလူညွတ်တို့ကိုစာအုပ်လက်ဆောင်ပေးပို့ပေးဦးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့စကားစွန့်ရင်ကိုမြင့်တင်ပြီးအောင်မြင်မှုတိဆောက်ခြင်းတဲ့တွေအတွက်ကျွန်တော်ကိုယ်တိုင်သင်ကြားမယ်စကားစွန့်ရင်သင်တန်းเนาะတောင်းဆိုရတဲ့အတွက် တန်းခွဲတဲ့ထပ်ဖွင့်ပြီးမှဖြစ်တယ်နော်စကားဆွေးရင်သင်တန်း business presentations master class ဖြစ်ပါတယ် online သင်တန်းဒီအခုလာမယ်မေလ6ရက်နေ့အင်္ဂါနေ့စမှာဖြစ်ပါတယ် online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data တိတိကမ္ဘာ data တိတိကတက်နိုင်ပါတယ်အပြင်လူတွေသင်တန်းကတော့မေလ10ရက်နေ့နဲ့17ရက်နေ့စနေတိုင်းနေ့ရက်မှာမနက်7:00နာရီညနေ6:00နာရီအထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်တို့ amla သင်တန်းကျောင်းမှာနှစ်ရက်အချိန်ကြီးတက်ရောက်မှာဖြစ်ပါတယ်အဲ့တော့ online မှာတက်ချင်းတက်ချင်းအပြင်မှာတက်ချင်းတက်ချင်းလူချင်းတို့ရဲ့ number ရဲ့ phone number ကို comment မှာမရင်းနဲ့ ် Messenger message မှာဆင်းပေးထားပြီပါကျွန်တော်တို့ team ကညီရင်းညီမတွေကဆက်သွက်ပေးမယ်အခုအစီအစဉ်ကြည့်တဲ့တိုင်း20% discount ဆက်ပေးထားပါတယ်တင်တဲ့အကြောင်းအသေးစိတ်ကိုကျွန်တော်တို့ဒီ page ထဲမှာလည်းအသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါအဒီတန်းဒီစကားစွန့်ရည်တန်းတန်းလို့ဆိုရတဲ့အညီစကားပြောဆိုမှုစွန့်ရည်တွေတဲ့က အဓိက business presentation master class ဆိုဆိုတာနဲ့ညီစီးပွားရေးနဲ့ဆိုင်တဲ့စကားပြောဆိုမှု၃ခုဖြစ်တဲ့အယောင်ဆိုင်ရာပြောဆိုမှုတွေ meeting အစည်းအဝေးတွေမှာပြောဆိုမှုနဲ့ public speaking လူမှုအကြာဟောပြောမှုဒီ၃ခုကိုကျွန်တော်ရဲ့နှစ်ပေါင်းများစွာပရိသတ်ပေါင်းများစွာကိုဟောပြောပွဲပေါင်းများစွာဟောပြောခဲ့တဲ့အတွေ့အကြုံတွေကိုအစီအနစ်ထုတ်ပြီးသင်ကြားလေ့ကျင့်ပြီးမှဖြစ်တယ်။ဒါကြောင့်မြန်မာနှစ်သင်မှာစကားစွမ်းရည်ကိုမြင့်တင်ပြီးအောင်မြင်မှုတည်ဆောက်ခြင်းနဲ့လူကြီးလူငယ်တိုင်းနဲ့စကားစွမ်းရည်သင်တန်းမှာတွေ့ကြမယ်။မြန်မာလူသင်ပေးမှဖြစ်တယ်။မပြေအောင်သင်ပေးပါမယ်။လက်တွေ့အသုံးချနိုင် င်တင်ပေးပါမယ်တင်တတ်တဲ့ချင်း Messenger မှာနာမည်နဲ့ဖုန်းနံပါတ်ပေးရပေးပါကျွန်တော်20% discount ဆက်ပေးထားပါတယ် We must work together we must build our nation